မေရိကန်ရဲ့စစ်လက်နက်ပစ္စည်းလက်ကျန်နေပါလာမှုကြောင့်ယူကရိန်းကို လေကြောင်းရန်ကာဝေးရေးဒုံးကျည်တွေနဲ့တခြားလက်နက်ခဲယမ်းတွေတင်ပို့မှုတချို့ပင်ဒဂွန်ကရပ်ဆိုင်းလိုက်တယ်လို့အဲ့ဒီကိစ္စနဲ့နှီးဆက်သူနှစ်ဦးကအင်္ဂါနေ့မှာပြောကြားခဲ့ပါတယ်။ရုရှားရဲ့စစ်ပွဲအဆုံးသက်ရေးရည်မှန်းချက်နဲ့အညီယူကရိန်းကိုစစ်ရေးအကူအညီဆက်လက်ပေးဖို့သမ္မတထရန့်ကိုရွေးချယ်စရာတွေပေးထားတယ်လို့အီးမေးမှာပင်ဒဂွန်စစ်ထနာချုပ်ကပြောကြားခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲဌာနအနေနဲ့အဲ့ဒီရည်မှန်းချက်ကိုအကောင့်ထဲပို့ဖို့ဌာနရဲ့ချင်းကပ်ပုံကို ပြင်းပြင်းထန်ထန်ဆန်းစစ်ပြီးလက်ရုံးညီထွေဖြစ်အောင်လှုပ်ဆောင်နေတယ်လို့အစိုးရအဖွဲ့ရဲ့ကာကွယ်ရေးဦးစားပေးရေးတွေအတွက်အမေရိကန်တပ်ဖွဲ့တွေရဲ့အသင့်ဖြစ်မှုအတွက်စောင့်ရွက်နေတယ်လို့ဘူဝါဒရေးရာလက်ထောက်အတွင်းဝန် Every Kobe ကပြောကြားခဲ့ပါတယ်။ ယူကရိန်းရဲ့ငါးပုံတပုံကန့်ကိုထိန်းချုပ်ထားပြီးဖြစ်တဲ့ရုရှားဟာမကြသေးမီရတရပတ်တွေအတွင်းဆက်လက်ချီတက်လာပြီးယူကရိန်းရှေ့တောင်ပိုင်းမှာရှိတဲ့ဒွန်းနက်နဲ့ဒီနီပရိုပက်ထရိုစကီဒေသတွေမှာ နေမြေစိုးမိုးထားသလိုနိုင်ငံအနှံ့လေကြောင်းတိုက်ခိုက်မှုတွေကိုအရှိန်မြင့်လှုပ်ဆောင်နေပါတယ်။ လက်နက်အကူအညီအားလုံးကို ဖေဖော်ဝါရီလမှာခေတ္တရန်နာခဲ့ပြီးမတ်လမှာဒုတိယအကြိမ်ထပ်မံရပ်ဆိုင်းခဲ့ပြီးတဲ့နောက်ဘိုင်ဒန်အစိုးရလက်ထက်မှာဂရီးပြူထားတဲ့နောက်ဆုံးအကူအညီကိုထရန့်အစိုးရကပြန်လည်ပေးပို့ခဲ့ပါတယ်။ အမေရိကန်ရဲ့အကျိုးစီးပွားကိုရှေ့တန်းတင်မိုးအတွက်အဲ့ဒီဆုံးဖြတ်ချက်ကိုချမှတ်ခဲ့တာဖြစ်ပြီးတခြားနိုင်ငံတွေစီစစ်ရေးပံ့ပိုးကူညီမှုကို အမေရိကန်ကာကွယ်ရေးဌာနရဲ့ပြန်လည်သုံးသပ်မှုအတိုင်းလှုပ်ဆောင်ခဲ့တာဖြစ်ကြောင်းအင်ဖြူရောပြောရေးဆိုခွင့်ရှိသူအန်နာကယ်ရီကအင်္ဂါနေ့မှာပြောကြားခဲ့ပါတယ်။ 2022ခုနှစ်ဖေဖော်ဝါရီလမှာရုရှားကအပြည့်အဝကျူးကျော်ခြင်းကဆလို့ယူကရိန်းကိုစစ်ရေးအကူအညီဒေါ်လာဘီလီယံပေါင်းများစွာပေးပို့ခဲ့ပြီးအမေရိကန်မှာစစ်လက်နက်လက်ကျန်နေပါလာတာကြောင့်ထရန့်ဆိုရအဖွဲ့ကတချို့ကစိုးရိမ်လာကြပါတယ်။လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်တွေနဲ့ပြစ်မှတ်တိကျတဲ့လက်နက်ခဲယမ်းတွေလည်းတင်ပို့မှုရက်ဆိုင်တဲ့အထက်မှာပါဝင်ခဲ့ပါတယ်။အမေရိကန်စစ်လက်နက်တွေ တူလောင်မှုအလွန်အမင်းနေပါလာမှာကိုစိုးရိမ်မှုပေါ်အခြေခံလို့ဆောင်ရွက်ခဲ့တာဖြစ်ကြောင်း BBC ရဲ့ American Media Makepack CBS News ကဖော်ပြခဲ့ပါတယ်။ American တပ်ဖွဲ့ရဲ့အင်အားကိုမေးခွန်းထုတ်เสียမလိုပါဘူး။ Iran ကိုမေးကြည့်လိုက်ပါလို့ပြီးခဲ့တဲ့လကအီရန်နျူကလ ియర్ စခန်း၃ခုကို American ကတိုက်ခိုက်မှုကိုရည်ညွှန်းပြီး Kerry ကပြောကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့သတင်းဘက်ကနယ်သာလန်မှာရှိတဲ့နေတိုးထိပ်သီးအစည်းအဝေးမှာ အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကယူကရိန်းသမ္မတဇာလန်စကီးနဲ့တွေ့ဆုံပြီးမကြာမီအဲ့ဒီဆုံးဖြတ်ချက်ထွက်ပေါ်လာတာဖြစ်ပါတယ်ဧပြီလနောက်ပိုင်းမှာအမေရိကန်ကစစ်ရေးအကူအညီပေးတာကြောင့်ယူကရိန်းရဲ့ဓာတ်သတ္တုတိုက်တွေကိုအမေရိကန်ကိုအုံပြုခွင့်ပေးတဲ့သဘောတူညီချက်တည်းရဲ့နှစ်နိုင်ငံလက်မှတ်ရေးထိုးခဲ့ပါတယ်။ ရုရှားကယူကရိန်းကိုစစ်ပွဲအရှိန်မြှင့်လိုက်ချိန်မှာပဲအမေရိကန်ရဲ့စီအကူအညီဟာဆိုင်းငံ့လိုက်တာဖြစ်ပါတယ်။လူ့သောမီဒီယာကိုဆက်လက်ကြည့်နိုင်ဖို့ပရိသတ်တွေထောက်ပံ့ပေးမှာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့် Missima TV YouTube Channel မှာမမဝီပေးခြင်းကိုအကူအညီနိုင်ကြောင်းလည်းအသိပေးထိတ်ခေါ်လိုက်ပါစေ။